လေကွေးမှာကြာပန်းလေးတွေဆင်းခိုးနေကြတာတွေ့လို့မွှေဟင်းချက်စားခြင်းနာနဲ့နည်းနည်းလေးတောင်းဝေခဲ့တယ်။ငနှက်နဲ့ချက်စားမယ်နော်။ဒီရက်ထဲနေ့စဉ်နေ့တိုင်းပန်းစည်းလေးတွေရနေတယ်။အဲ့ဒီပန်းစီကဘသူပေးရလဲဆိုအမေပေးတာပေါ့နော်ဟင်းချက်ဖို့ပေးတာပါမွှေရေဘာကြပဲဖြစ်ချက်စားလို့ရလားဆိုရင်တော့မွှေတော့တိချမသိဘူးဒီကြပန်းနေခဲ့ကြတော့မွှေတို့ရကလေကွင်းနေထဲမှာပေါက်နေတာပေါ့နော်အဲ့ဒါလေးတွေကိုခူးခူးပြီးရောင်းကြတာ အဲ့ဒီကြာတော့စားရတာသိတယ်ကြံတဲ့ကြာတွေခဲ့ကြတော့စားရမရမရွှေမသိဘူးပေါ့နော်ငငယ်တော့ဆိုရင်ကြာရိုးဟင်းချက်ဖို့အမေကြာရိုးတွေဝယ်လာပြီဆိုရင်လေမရွှေတို့ဆွဲကြိုးလေးတွေလုပ်တယ်ဆော့ကြတာပေါ့နော်ငငယ်ကကြောင်လေးတတိယသွားလို့မရွှေလည်းဆွဲကြိုးတကုံချက်ချင်းလုပ်ပြီးတော့ဆွဲထားလိုက်တယ် ကြာရိုးလေးတွေထဲတဲ့စလုံးလေးကိုစားလေးအနှဲငယ်ထည့်ရလိုက်တယ်။စားထည့်တာအတွက်ကြောင့်ဒီကြာရိုးဒီအပေါက်လေးတွေမှာတစ်ခါလေကြာရင်ပိုးကောင်လေးတွေဝင်နေတာရှိတယ်။အဲ့ဒါလေးလည်းထွက်သွားတယ်။ပြီးတော့ရှွန်းနဲ့လေးလည်းဆင်သွားတယ်ပေါ့နော်။မနဲ့တုံတုံဦလေးနဲ့ချက်ပါမယ်။မရွှေဟင်းချက်လို့ရှိရင်အမြဲတမ်းမွန်ဟင်းကြီးပဲအမြဲတမ်းချက်စားပြတော့လေ။ထွတ်ထွတ်ထူးထူးတော့ရှင်းပြမနေတော့ဘူးပုံစံကအတူတူပဲ။တစ်ခါတည်းရိုးနေပြီးတော့ချက်လို့လည်းရတယ်ပေါ့နော်။ဘာဒီထက်မလဲချက်သွုံပြူနေထောင်းထားတာနနွင်း ငပိစိမ့်စာ ပြီးရင်စားပေါ့ဒါပဲပေါ့နော်မွှေလေးအရသာမိုးကွန်ကောင်းလေးတစ်ခုလောက်သုံးချင်တယ်ဗာလီတွေသုံးကြလဲအိမ်မှာအကြံပေးကြအောင်နော်သုံးကြည့်ချင်လို့မွှေခါတိုင်းသုံးနေတဲ့အရွက်မုတ်လေးကလောလောဆယ်ဝယ်မရအောင်ပစ္စည်းပြတ်နေတာသုံးလားလောက်ရှိပြီထင်တယ်အဲ့ဒါကြောင့်လေငနတ်တုံတုံဤလေးတွေကလေမုံဟင်းချက်လို့ရှိရင်အရန်စားကောင်းတာတခြားရောဘလို့ချက်လို့ရသေးလဲဟင်အဲ့ဒီငနတ်ကိုလေမွှေလိုတော့သူ့ကိုမုံဟင်းပဲအမြဲတမ်းချက်စားပြီးတော့ဟင်းကားတော့တခါမှမလုစားဘူးပေါ့နော်လက်ဆက်ပြီးတော့တုံဤနေရော နနဲ့ဟင်းလေးစားချင်တော့မွှေတို့အိမ်လဲလဲနော်မွှေရေမုံဟင်းချက်လို့ရှိရင်အချင်းအနေနဲ့မကြီးမဲ့ပိုင်းသုံးလို့ရလားဆိုရင်တော့လေမကြီးမဲ့သုံးလိုက်ရင်မုံဟင်းအရသာဆက်ဆက်တော့မထွက်တော့ဘူးပေါ့ကွမယမ်းပြပဲသုံးတာပေါ့နော်မယမ်းပြအိုးစိန်ကောင်းကောင်းလေးတွေမွှေမှာရှိသေးတယ်လဝယ်လို့ရရယ်နော်အချိုမုတ်တွေဘာတွေမသုံးတာဘူးငနဲ့ရဲ့အရသာတခုတည်းကိုပဲအချိုအနေနဲ့သုံးတာဆိုလေဒီဟင်းလေးကအရန်စားလို့ကောင်းတယ်ကဲနောက်ဆုံးမှာတော့နနဲ့မြေအုပ်လိုက်တယ်မွှေရာဒီနေ့ချက်ကင်လေးနဲ့တွဲစားမှာပေါ့နော် တကယ်ကိုဒီညနေလဲစားဖြစ်တာစီမပါအချိုမုံမပါဟင်းပေါ့နော်တက်ကင်လေးနဲ့အချွေဆွဲပါပြီကြာရိုးရင်းဆိုတချို့ကလေဟင်းရည်ကြီးပဲခက်ခက်တာပြီကြာရိုးဘက်တွေတိတ်မစားကြအောင်နော်အချွေတော့အဲ့လိုမဟုတ်ဘူးကြာရိုးဘက်တွေကိုတအားစားတာကြာရိုးဘက်လေးနဲ့ထမင်းစားပြီးလို့ရှိရင်ဝန်းအေးပြီးတော့အရန်နေလို့ကောင်းတယ်ကြာရိုးလေးတွေကဒီချိန်မှာနှုတ်စားမှတအားစားကောင်းတာသူ့ကိုမိုးအရန်မကြည့်သေးတဲ့ချိန်မှာနှုတ်စားလို့ရှိရင်လေရှွန်းနဲ့အရန်ရတာအချွေတော့ရှွန်းနဲ့ရရင်စားရတဲ့ပြီးတော့ ကြိုက်ဘူးပေါ့ကွယ်နော်ဒီငဏီတူပလဲချောင်ကျော်ဘူးလေးရလေအမြဲတမ်းဆောင်းလာတာအကောင်းဆုံးပဲဘာဟင်းမဲ့လက်လာသူ့နဲ့တွဲစားလိုက်ပြီးနေရောနော်ငဏီတူပလဲချောင်အစ်စ်တွေလည်းရောက်ထားတယ်မရွှေမှာကြာယိုးဟင်းချင်းဆက်လေးစားခြင်းရမရွှေချက်တို့မျိုးလေးလွယ်လွယ်ကူကူချက်စားကြကြနော်